လာပါခင်ဗျာအော်တိုဘားလာ၃ရက်နေအတွက်နောက်ဆုံးရရှိထားတဲ့တဲ့င်းတွေကိုတင်ဆက်ပြပါမယ်ဒီကနေ့ကအရင်ရက်ကကျွန်တော်ပြောရမယ်တဲ့င်းပေါ့နော်ဒါမဲ့လေအရင်ရက်ကရုပ်တံရိုက်ဖို့အတွက်နည်းနည်းအခက်အခဲရှိသွားခဲ့တယ်ပေါ့နော်အခုလည်းနည်းနည်းတီးခံပါကျွန်တော်နှာခေါင်းတံပေါက်နေတယ်ပေါ့နော်အဲ့တော့ချောင်းလည်းနည်းနည်းဆိုးနေတယ်အဲ့ဒါကြောင့်မလို့နည်းနည်းတီးခံပြီးနှာခေါင်းပြပါအဲ့တော့ကြောင်မဲပေါ့ကျွန်တော် YouTube မှာတော့တင်ပေးလိုက်တယ် YouTube သမားဆိုတွေ့ပါလိမ့်မယ် YouTube မှာ post တင်ပေးလိုက်တယ်ကြောင်မဲပြန်ရသွားတဲ့ကိစ္စပေါ့နော် တော့ကြောင်မဲပြန်ရသွားတဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီအစိုးရရဲ့ထုတ်ပြန်ချက်ရုပ်တံကိုကျွန်တော်ကြည့်ပါတယ်ကြည့်တဲ့အချိန်မှာစစ်ကြောင်းတွေကတရွာပြီးတရွာကိုရှင်တဲ့ပုံစံတွေကိုမျှားနေပေါ့ဒါတွေရှင်ပြသွားတယ်ဘယ်ကနေဘယ်လိုသွားတယ်ခက်ခက်ခက်ခဲဒီကျွန်တော်တို့ဒီဒေါက်တာဝတီမြစ်ကိုအကြောက်ကဘာတွေကူးကူးလို့ရှင်ဒီနောက်ပိန်တို့ဘာတို့တိုက်တိုက်ပြီးလို့ရှင်ဘေးပတ်လည်မှာရှိတဲ့ရွာတွေကိုလိုက်တိုက်တဲ့ပုံစံပေါ့အဲ့ဒီရွာတွေမှာအခြေချထားတဲ့ဒီပလောင်တပုံတွေကိုလိုက်လံရှင်းလင်းတဲ့ပုံစံတွေကတကယ်မိုက်တယ် နော်တကယ်မိုက်တယ်အဲ့ဒီမြားတွေပဲထိုင်ကြည့်နေဒီရွာပြီးဟိုရွာဟိုရွာပြီးလို့ရှိရင်နောက်ထပ်တရွာအဲ့လိုမျိုးပေါ့တစ်ဆင့်တစ်ဆင့်တိုက်သွားတဲ့ပုံစံပေါ့အဲ့တော့ဒီကြောက်မဲနောင်ချိုလမ်းပိုင်းပေါ့ဒီကုတ်တွင်းလမ်းပိုင်းမှာဘေးပတ်ဝန်းကျင်မှာရှိတဲ့ရွာတွေမှာအခြေချထားတဲ့ဒီပလောင်တပုံတွေကိုအကုန်လုံးစနစ်တကျရှင်းနိုင်ခဲ့တယ်အဲ့ဒါကကျွန်တော်ပြောနေရစကားတိုင်းပဲစစ်တပ်ကစစ်တပ်လိုတိုက်သွားတာနော်စစ်တပ်ကစစ်တပ်လိုတိုက်သွားတာကျွန်တော်မြင်ရတယ်အဲ့လိုနဲ့တဖြည်းဖြည်းနဲ့ကျွန်တော်ခက်ခဲမဲ့ထင်ခဲ့တဲ့ဒီစခန်းသာခန်းစစ်တို့ဘာလို့မှအေးအေးဆေးဆေးနဲ့ကြော်ဖြတ်သွားခဲ့တယ် ကြောင်မဲမျိုးကိုရောက်ရှိသွားတယ်ဆိုပါစို့ကြောင်မဲမျိုးကိုရောက်သွားပြီးတော့တက်မတော်ကမြို့ဝင်ဆိုင်ဘုတ်ကြီးမှာအလန်နေကြိုင်ပြီးတော့နိုင်ငံတော်လန်ကြိုင်ပြီးတော့တပုန်ရိုက်တယ်တက်လာတယ်ကြောင်မဲမျိုးကိုတက်မတော်မှာပြန်လဲထိန်းချုပ်ဆိုပြီးတော့အစိုးရသတင်းမထုတ်ပြန်ခင်ကတည်းကတက်မတော်ထောက်ခံတဲ့ Telegram Channel တွေမှာတက်လာတက်လာတဲ့ခါကျတော့တပုန်တော်အေးအေးဆေးရိုက်နေနိုင်ပြီလေအကစားကွင်းနေဆေးယုံနေတရားသူကြီးယုံရှိပလောင်နေမိရှို့သွားတဲ့မိသက်ရှိပေါ့နော်စသဖြင့်ဒီလိုနေရာတွေမှာ တ်ပုံရိုက်ပြီးတော့နော်အောင်မွေးခံအောင်မွေးခံလိုက်အဲ့ဒီအချိန်အထိရွှေဖီမီကခုခံနေစေမရှိဘူးမြန်မာရေးတယ်ဗောလူကြီးဦးကပြောတယ်ဗောလူကြီးဦးကအခုချိန်ဒီသူတို့ခုခံနေစေဖြစ်ပါတယ်တိုက်ပွဲတွေရှိနေစေပဲဗောအဲ့လိုပြောပါတယ်အဲ့တော့ဒီနေ့ထိဆုတ်သွားတဲ့အချိန်ဒီသူတို့ကဘာပြောလဲဆိုတော့လူနဲ့လက်နက်ခဲရန်အင်အားမမျှလို့ ခဏဆုပ်ပြီးလိုက်တာဟာခဏပါပဲ။နောက်ချူလုံးကလည်းဒီလိုပဲပြောပါတယ်။နော်နောက်ချူလုံးကလည်းသူတို့ခဏဆုပ်ပြီးတယ်လို့ပဲပြောပါတယ်။ဒါမဲ့လည်းအခုချိန်ထိနောက်ချူမပြောနဲ့ကြောက်မဲရတော့သူတို့ပြန်ပြေးရတဲ့အချိန်ကြီးဖြစ်သွားခဲ့တယ်ပေါ့နော်။ကြောက်မဲမြို့ကိုတက်မတော်ကစတင်ဝင်ရောက်သွားရော။ဝင်ရောက်တဲ့ချိန်မှာမမျှော်လင့်ထားတာမမျှော်လင့်ထားဘူးကျွန်တော်လုံးဝမမျှော်လင့်ထားဘူးဝင်သွားပြီးတာမန်မဲ။မတာမန်ပြည်သူတွေမြို့ပေါ်မှာရောရှိရောရှိပါမလားပေါ့နော်။တကယ်တော့မြို့ပေါ်မှာတိုက်ပွဲကြီးကြီးမားမားမဖြစ်သွားပဲနဲ့ ထမတညတွေကဒီပလောင်တပုံတွေကပြေးဖို့ပြင်ထားပြီးသွားပြီ။လူငယ်တို့ဖုံးဝင်နေမျိုးထိတ်လေးရောက်တော့ပလောင်တပုံတွေပြေးပြီ။ပြေးတဲ့ခါကျတော့ဒီစစ်ပွဲဖြစ်လာမယ်အတွေးနဲ့ပုံရှုပ်ကွယ်ရှုံနေရတဲ့ပြည်သူတွေကလမ်းမထွက်လာပြီ။လမ်းမထွက်လာပြီးတော့တပ်မတော်သားတွေကိုကြိုးဆူကြတာပေါ့ကြိုးဆူကြတာပေါ့။ပန်းကုန်းတွေစော့တပြေးပန်းတွေအချိုရည်တွေမုတ်တွေနဲ့ပေါ့။ဟာဒါကဘယ်လိုမှဆင်ပြီးရိုက်လို့မရတဲ့မြင်ကွင်းပဲ။ဒီမြင်ကွင်းကဘယ်လိုမှဆင်ပြီးတော့ရိုက်လို့မရတဲ့ ဇန်ညောပဲအလိုလိုဖြစ်ပေါ်လာတဲ့ဇန်ညောတစ်ခုပဲကြည်ရတာဘီတိလည်းဖြစ်တယ်သူတို့ရင်မှာဘယ်လောက်များမျောလင့်တောင်းတနေရလဲပေါ့နော်ဘာကြောင့်ဒီလိုဖြစ်လာတာလဲပြည်သူထောင်ထဲချီမြို့လေလမ်းမကြီးမှာနော်ဒီလမ်းမကြီးပေါ့ပြည်တော်စုလမ်းမကြီးပေါ့မှာပြည်သူထောင်ထဲချီဘာလို့ကြိုးဆိုတာလဲပေါ့ဒါတွေကတွေးကြည့်လို့ရှိရင်ပြေးကြည့်ထားတဲ့ပုံကြီးမှန်ပါတယ်သူတို့ဖိနှိပ်ခံနေရတာလေသူတို့ဖိနှိပ်ခံနေရတာဒီသဘုံတွေရဲ့လက်အောက်မှာ လူတမျိုးမလူတမျိုးဥပဒေတွေနဲ့သူတို့ဖိနှိပ်ခံနေရတာလွတ်လပ်မှုသူတို့မခံစားရနော်လွတ်လပ်မှုသူတို့မခံစားရအဲ့လိုအခြေအနေမျိုးမှာတက်မတော်ကခက်ခက်ခဲခဲနဲ့အတတ်နဲ့ခန္ဓာရင်းပြီးတော့မြို့တဲကိုနိုင်ငံတော်လမ်းကြီးကင်ပြီးတော့ဝင်လာတယ်အဲ့ဒီအလံကိုင်းနဲ့စစ်တီလာရရှိလာတော့ပြောတတ်သူ့မှာပန်းနေဝေးလို့နိုင်ငံတော်အလံနဲ့ဘန်းကုန်းနေနဲ့ ော်တော်ကြီးလို့ကောင်းတယ်အဲ့ဒီမြင်ငွေကမျက်လုံးမှိတ်လိုက်တာနဲ့ကိုမျက်လုံးထဲမှာတန်းပြီးမြင်လာဒီမှာတိုက်နေတဲ့စစ်တီပေါ့နော်ဒီမှာတိုက်ပွဲမှာဆင်နွှဲခဲ့တဲ့စစ်တီရဲ့အနေနဲ့လေမျိုးတဲကိုဒီလိုပုံစံနဲ့ဝင်ရတဲ့ခန်းစားချက်ကလေပေါ်မြောင်းနေတယ်လို့ပဲဖြစ်မှာတအားသူတို့လည်းပျော်နေမှာသူတို့ပင်ပန်းခဲ့တာသူတို့ခက်ခဲခဲ့တာသူတို့ရင်းနှီးခဲ့တာသူတို့ပေးဆက်ခဲ့တဲ့အရာတွေအကုန်လုံးကဒီမှာတယ် အဆင်ပြေသွားပြီနော်ဒီမှာတည်းအဆင်ပြေသွားပြီသူတို့အတွက်အားလုံးမောပတ်မှုတွေအကုန်လုံးသူတို့ခံစားခဲ့ရတဲ့နာကျင်မှုတွေအကုန်လုံးပြေပျောက်သွားပြီတစ်ချိန်လုံးဒီတက်မတော်သားတွေကနော် online မှာမှာပဲဖြစ်ဖြစ်ဒီမြေပြင်မှာတော့မှအပြင်မှာစောင့်ချိတ်ပြောဆိုမှုတွေကိုနော်သူတို့မျက်ခွေပြုတ်ပြီးတော့တီးခတ်ပြီးခေါင်းငုတ်ပြီးတော့နေလာခဲ့ရကနေအခုလိုမျိုးတစ်မျိုးကိုဝင်သွားတဲ့အချိန်မှာဘန်းကုန်းနေစုပ်ပြီးကြူကြနော် တမရတော်တခြင်းနေမရတရဆိုကြဇာတိမန်တခြင်းနေမရတရဆိုကြဒီလိုဂုံပြုခံရတဲ့အခါကျတော့ဘယ်လောက်များပီတိဖြစ်နေမလဲဘယ်လောက်များဝမ်းသာနေကြမလဲသူတို့နော်အဲပြည်သူစုမှုတန်းနေလည်းပါမှာပဲလေနော်အဲ့ဒီချိန်မှာတွေးမိမှာပေါ့ဟောငါတို့တမရတော်လည်းဝင်လာခဲ့တာဒီတခါတော့ဂုံကြီးစားအကောင်းဆုံးပဲလို့သူတို့တွေးမှာပဲပေါ့နော်အဲ့တော့ထားလိုက်ပါတော့ကြောင်မဲမျိုးမှာပြည်သူတွေအများပြားကြိုးဆူကြတယ်အများပြားကြိုးတူကြတယ်ဒါက ကျွန်တော်တို့ဘလို့မှဖန်တီးလို့မရတဲ့ဇလန်းဇညွန်းတစ်ခုပဲနောက်ချိန်မှာပြန်ပြီးပြောပြနေရမယ်အမှတ်ရအောင်မိနေမယ်မြင်ငွင်းတစ်ခုပဲလို့ကျွန်တော်ဒီလိုပဲပြောချင်ပါတယ်အဲ့တော့တက်မတော်ကကြောင်မဲကိုအလုံးစုံထိန်းချုပ်လိုက်ပြီအဲ့လိုထိန်းချုပ်တဲ့အချိန်မှာနောက်မှာရှင်နန်းတွေကလည်းတန်းစီနေတာကာစီရေယာနဲ့ချီဟုတ်တော့ထိန်းချုပ်ပြီးတဲ့အချိန်မှာပဲနောက်ကနေကားစီးရာနဲ့ချီလိုက်တာ။ဒါကြောင့်လေတက်မတော်က ရန်သူလက်အောက်ကိုကြားရောက်သွားတဲ့ရန်သူဖျက်ဆီးသွားတဲ့မြို့ကိုပြန်လည်တီဆောက်ဖို့အတွက်တခါတည်းအသိမ့်ပြင်ထားပြီးသားနိုင်ငံဝန်ထမ်းတွေအစိုးရဝန်ထမ်းတွေကလည်းတခါတည်းရန်တန်းနေနဲ့စောင့်နေပြီးသားတိမ့်ပြီးဆိုတော့နောက်နေတမ်းပြီးတက်လာတာပဲနေမရှင်လင်းကြီးတွေဘာတွေတော့မှအရှင်လိုမျိုးမလုတ်ပြတော့မလုတ်တော့တခါတည်းတက်တက်လာဘာကြောင့်လဲဆိုတော့ခြေပိုင်းမှာတိုက်တယ်ကျွန်တော်ပြောခဲ့တယ်လေလမ်းပတ်ပတ်လေးမှာရှိတဲ့ရွာတွေအကုန်လုံးတော့သူတို့အခြေချတဲ့နေရာတွေအကုန်လုံးကိုစနစ်တကျပတ်တိုက်ပြီးတော့မှ မောင်းထုတ်လိုက်လို့ confident level ဆိုးခိုက် ဲ့လိုအခြေအနေမျိုးနဲ့နိုင်ငံဝန်ထမ်းတွေရောက်ကြလာအဲ့တော့အဲ့ဒီမှာနိုင်ငံဝန်ထမ်းတွေရောက်နေတဲ့အချိန်မှာသတင်းတပုတ်တက်လာအဲ့ဒါကဂျပန်အပီမီဒီယာပဲပေါ့နော်အဲ့ဒီမီဒီယာတွေကသတင်းတပုတ်တက်လာတယ်ကြောက်မဲကိုပြန်ဝင်ရမယ်ဆိုတဲ့ဝန်ထမ်းတွေစိုးရိမ်ထိတ်လန့်နေစသဖြင့်ဒီလိုသတင်းတပုတ်တက်လာဝန်ထမ်းတွေကမြူတွေရောက်နေကျုပ်နဲ့ညမျိုးတွေရောက်နေတတင်းနဲ့လွဲနေတာပြောပြတာပေါ့နော်။ဦးနဲ့ညမျိုးတွေရောက်နေပြီ။မိသက်တပ်ဖွဲ့ဝင်တွေလည်းပါလာတယ်။မိသက်သားတွေနဲ့ ကြောင်မဲခရိုင်မိသက်ဥစည်းဌာနဆိုပြီးတော့မိသက်ကားတွေအုပ်ချုပ်မှုရင်းနေနဲ့ဆက်ပြီးတော့နောက်မှလည်းဒီလိုစန္ဒပင်းကားတွေပေါ့နော်ဒီကုန်တင်ရင်အရှိတည်နဲ့ကြောင်မဲမြို့တွေဝင်ချလာဆိုတော့ဒါကကြောင်မဲမြို့ပြီးရပြီနော်ကြောင်မဲမြို့အတွက်ငင်းညံသွားပြီလွတ်လပ်သွားပြီအလုံးရှင်လင်းရေးတွေပါတွေလုတ်ပြီးရင်ပေါ့နော်ရှင်လင်းရေးတွေပါလို့သူတို့အခြေချထားတဲ့နေရာမှာမိုင်းရှင်လင်းရေးတွေပါတွေဆက်လုတ်ပြီးလို့ရှင်ပြန်လို့ရပါပြီပြန်ကြပါတော့နော် အားလုံးလည်းခုမျိုးကိုလွမ်းနေလိမ့်မယ်လို့ကျွန်တော်မျှော်လင့်တယ်။ဒါအကုန်လုံးပူးပေါင်းဆောင်ရွက်မှုပဲ။ပြည်သူထောက်ခံမှုပြည်သူရဲ့ပူးပေါင်းပါဝင်မှုပြည်သူပူးပေါင်းပါဝင်မှုနဲ့အတူတရားမကြံအကုန်လုံးပါပါတယ်။ကျွန်တော်တည်တတ်မဟုတ်ပြည်သူတည်တတ်မဟုတ်တမတော်တည်တတ်မဟုတ်တက်နဲ့ပြည်သူနဲ့အခြားသောမန္တိုင်အသီးသီးပေါ့မန္တိုင်အသီးသီးခိုင်ခိုင်မာမာနဲ့လက်တွဲရက်တည်ပြီးတော့အခုလိုကြိုးပမ်းခဲ့လို့ဒါဒီနေရာကို ပြန်ပြီးတော့ကျွန်တော်တို့လွတ်လပ်ခွင့်ရတာဖြစ်ပါတယ်အဲ့တော့ပြန်ပြီးတည်ဆောက်ကြပြန်ပြီးတည်ဆောက်ကြတော့ပေါ့နော်အဲ့တော့အစိုးရကလည်းပြန်တည်ဆောက်ဖို့အတွက်အခုအင်တိုင်းအတိုင်းတွေကိုအနောက်ကရောက်ချလာပြီနော်အဲ့ဒါကြီးဆက်ပြီးလှုပ်ဆောင်တော့မယ်အဲ့တော့ကြောက်မဲပြီးလို့ရှိရင်ဘာဖြစ်မှာလဲတီဘောပေါ့နော်20နဲ့နှစ်မိုင်ဝေးတဲ့တီဘောပဲအဲ့တော့တီဘောမှလည်းမကြခင်မှာ ပြည်သူတွေပြန်ပြီးတော့နေထိုင်ရတော့မှာဖြစ်ပါတယ်။တီဘောရသွားပြီဆိုလို့ရှိရင်တော့တောက်လျှောက်ဆက်တက်လို့ရှိရင်ကျွန်တော်တို့လာရှိုးနဲ့ချိတ်ဆက်ပြီးတော့မှာဖြစ်ပါတယ်။အဲ့မှာပလောင်ကိုပိုင်အုတ်ချုပ်ခွင့်ရဆိုတဲ့နေရာလဲသူ့ဘဝနဲ့သူအနာယူဆုံးတက်ရတော့မှာဖြစ်ပါတယ်။အဲ့တော့ပလောင်ကိုပိုင်အုတ်ချုပ်ခွင့်ရဆိုတာကိုမပြောခင်လေချောင်းတက်ခိုက်မှုအချို့ပြုလုပ်ခဲ့တာလည်းရှိပါတယ်။အဲ့ဒါကျွန်တော်ထင်တာတော့ဒီကြောက်မဲကိုလုံကြီးတဖုံဝင်နေမသိမ့်ခင်ပါ။တို့တို့ဒီယုံနေပြီးရှုတယ် အစိုးရယုံနေအများအပြားထွေအုပ်ယုံပြည်သူလူထုနေအိမ်ဖုံးကြီးကြောင်းနော်ပြီးခိုင်ဖြိုးယုံတော့မချောင်သူတို့မိတွေရှုပ်ပြီးခိုင်မျိုးယုံလည်းအများအပြားပျက်စီးသွားတာကျွန်တော်တို့ဒီကိုခိုင်စော်တို့ဘာလို့ရိုက်ပြတဲ့အချိန်မှာကျွန်တော်မြင်ရတယ်ဆိုင်ငန်းက78ခန်းရှိတယ်လို့သိရတယ်နော်ကာကွယ်လုံးဝပျက်စီးသွားတာပြာကျသွားမမရရရမလို့တာယာတွေနဲ့တက်စီတွေလောင်မီမီပုံရှို့သွားတယ်။ဒါပေမဲ့မီဒီယာတွေမှာလွှင့်တဲ့ခါကျတော့တက်မတော်ကမီလောင်မုံချလို့အခုလိုမျိုးမီလောင်ရတာပါဆိုပြီးသူတို့ကပြောတယ်။နော်။ဒါသူတို့ဘက်ကပြောဘူးနော်။ဖတ်ပြောပြမယ်။ အဲ့ဒီမှာမီးလောင်ထားတဲ့မီးသက်စခန်းကိုကျွန်တော်ကြည့်အောင်မီးသက်စခန်းကတကယ်လို့မီးလောင်မှုချတယ်ဆိုလို့ရှိရင်ခေါမိုးကနေဆက်လောင်အောင်တကယ်လို့မဟုတ်ပဲနဲ့အောက်မှာရှိတဲ့ကားတစ်စီးကိုသူကမီးရှို့လိုက်တယ်အဲ့ဒီကားကနေလောင်တဲ့အရာတွေအကုန်လုံးကအပေါ်ကိုမီးခိုးတွေတက်လာတာဖြစ်တယ်ကန်ကောင်းထောင်းမဆွာနဲ့မီးသက်စခန်းကလည်းဟိုတိဆောက်ထားတာခိုင်ခိုင်မာမာကောင်းမွန်တဲ့အခါကျတော့ကားလောက်ပဲမိလောင်ပြီးတော့မီတက်စခန်းအများကြီးမထိသွားခဲ့ဘူးပေါ့နော်ဒီမှာသူတို့ကြောင်ကြကြနော်လိန်နေတဲ့ အရာကြီးကလည်းပေါ်လွင်သွားတယ်။အောက်ကနေမီးရှို့ထားတယ်ဆိုတာဒီမှာပေါ်လွင်သွားတာဖြစ်ပါတယ်။အဲ့တော့ဒီလိုမီးရှို့ခဲ့တာကြောင့်လည်းဖြစ်မှာပေါ့နော်။ဒီပလောင်ကိုပိုင်အချုပ်ခွင့်ရတယ်မှာရှိတဲ့မန်တုံတို့၊နမ်ဆန်တို့၊နမ်မတူတို့ဒီနေရာတွေကိုလည်းလေချောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်။အဲ့တော့ကျွန်တော်သတိပေးတယ်။အဲ့ဒီနေရာတွေမှာအင်တာနက်လိုင်းဖြတ်ထားလာတော့ကျွန်တော်မသိဘူး။ဒါပေမဲ့ starlink နေတုံးနေတယ်ဆိုတာကျွန်တော်သိတယ်။ကျွန်တော်သတိပေးတယ်။ကျွန်တော်ဗီဒီယိုကိုကြည့်မိတယ်ဆိုလို့ရှိရင် အမြန်ဆုံးတပုံတွေနဲ့ဝေးရမှာနေပါဒါကျွန်တော်တို့ရဲ့လှုပ်ဆောင်နိုင်တဲ့အထဲကပြည်သူ့အကာအကွယ်ပြုနိုင်တဲ့အထဲကလှုပ်တာပဲဖြစ်တယ်တပုံတင်းထားရင်တော့ဘယ်တော့မှမငြိမ်းချမ်းဘူးလွတ်လပ်မှုမရှိဘူးအေးချမ်းမှုမရှိဘူးတိုးတက်မှုမရှိဘူးနော်ကိုကိုတိုင်းလဲစောင်းနေကြတဲ့မယ်အဲ့လိုအခြေအနေမျိုးကိုဘယ်တော့မှအယောင်မခံပါနဲ့ကြောက်မဲကအခုလွမြောက်သွားပါပြီနော်ကြောက်မဲကအမှန်တကယ်လွမြောက်နေပြီ ဖြစ်သွားခဲ့ပါပြီအဲ့တော့အဲ့ဒီလေကြောင်းတိုက်ခတ်ခံရတဲ့အထဲမှာမိုးကုတ်လည်းပါဝင်တယ်လို့ကျွန်တော်တို့သိရပါတယ် ။တရင်းနဲ့တင်ဆက်နေရင်လည်းမကြခင်မှာကြာရောက်မယ်။နောက်ရွေးကောက်ပွဲ2025ခုနှစ်ဒီဇင်ဘာလ28ရက်မှာကျင်းပမယ်။နောက်ကျွန်တော်တို့အထွေထွေရွေးကောက်ပွဲအတွက်မဲစင်းနေအချို့ယူမှုယုံနေမှာကတ်ထားပါပြီ။တဆိုင်အောင်အချို့ယူမှုယုံနေမှာသွားပြီးတော့မဲစင်းကြည့်ကြပါ။ကိုနဲ့မဲမဲစင်းထဲမှာပါပါပါကြည့်ပါ။တကယ်လို့မပါဘူးဆိုလို့ရှိရင်လည်းရှောက်လာတွေဖြည့်ပြီးတော့တင်ပါ။ဘာလို့မပါတာလဲ။တကယ်လို့ကိုကရွှေပြောင်းနေထိုင်တဲ့သူဖြစ်တယ်ဆိုလို့ရှိရင်လည်းရှောက်လာတင်ပါ။အဲ့ဒီမှာလုံရမဲ့လုပ်ငန်းရဲ့အစင်းစင်းကိုမေးမြန်းပြီးတော့ မဲပေးရအောင်ပြုလုပ်ပါနောက်တစ်ချက်ကကြတော့ကိုယ့်ရဲ့မိသားစုတွေကအဖေတော်လကောင်းအဖိုးတော်လကောင်းတည်ဆုံသွားခဲ့ပြီတည်ဆုံပြီးသားမှမဲစင်းနဲ့ပါနေတယ်ဆိုလို့ရှိရင်ကန့်ကွက်လာတယ်မှာဘာကြောင့်လဲဆိုတော့တည်စင်းကလဘဝကောင်မရောက်သေးလို့အဲ့ဒီနာမည်တွေပါနေတာဖြစ်ပါတယ်တကယ်လို့ကိုကဒီရက်ကွက်တမှာနေထိုင်တာမှန်ပါလျက်နဲ့အမျိုးမျိုးသော error တွေကြောင့်ကိုရဲ့နာမည်ကိုမိသားစုရဲ့နာမည်မပါလာဘူးဆိုလို့ရှင်လေကန့်ကွက်ပါအကြောင်းကြားပါကိုနာမည်မဲစင်းနဲ့ပေါင်းလောက်ပါလို့ပြောချင်ပါတယ်နောက်တစ်နေ့ဘုတ်ကတော့ မလေးရှားကိုအလုတ်သွားလုံမဲ့တရားမဝင်မြန်မာအလုတ်သမားတွေပေါ့နော်ရှေ့ပြောင်းလို့သား60ကိုပြီးခဲ့တဲ့ရက်ပိုင်းကထိုင်းနိုင်ငံမှာဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်ဒီလိုပဲမြန်မာနိုင်ငံကနေပြီးတော့ရွှေ့ပြောင်းပြီးတော့မလေးရှားကိုသွားမဲ့ ဖွဲ့တွေပေါ့နော်ထိုင်းမှာအချင်းချင်းဖန်ဆီးခံရတာဖြစ်ပါတယ်ပွဲစားတွေကငွေကြေးအများပြတောင်းပြီးတော့အမခံပြီးခေါ်တယ်ဒါပေမဲ့လက်မှတ်ဖန်ဆီးခံရတယ်ငွေရှုံးတယ်လူထောင်ကြတယ်အကုန်လုံးခက်ခဲတယ်ဒါလေးကိုသတိပေးချင်လို့ဒါကိုထည့်ပြောထားတာဖြစ်ပါတယ်နောက်သတင်းတစ်ပုဒ်ကတော့ဒါဒေါ်နယ်ထရန့်လို့ပြဿနာပေါ့နော်အဲ့ဒါကအမေရိကန်ရဲ့အထက်လွှတ်တော်မှာအစိုးရရံမုံငွေဆက်လက်ချထားရေးနဲ့ပတ်သက်ပြီးတော့ဥပဒေကြမ်းကိုမဲခွဲဆုံးဖြတ်ရမှာရှုံးနိမ့်ခဲ့တာကြောင့် လက်ရှိအမေရိကန်ပြည်ထောင်စုရဲ့ Federal အစိုးရက budget ပေါ့နော်ပန်းနာငွေပြတ်တောက်မဲ့အခြေအနေဖြစ်နေတယ်အစိုးရလုပ်ငန်းတွေရပ်ဆိုင်းထားမဲ့အခြေအနေနဲ့ရင်ဆိုင်နေရတယ်လို့သိရတယ်ဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့အမေရိကန်နိုင်ငံထဲမှာဒီလိုဖြစ်လို့ရှိရင်ကမောက်ကမဖြစ်တတ်တဲ့အရာတွေရှိတယ် stock share ဈေးတွေမငြိမ်တာရွှေဈေးတွေဒေါ်လာဈေးတွေမငြိမ်တာလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်အချို့သော stock share ဈေးတွေဆိုထိုးကြတတ်ပါတယ်เนาะဒါတွေလည်းကျွန်တော်စောင့်ကြည့်ရမှာဖြစ်ပါတယ်နောက်ထပ် သတင်းတွေကတော့တာချီလေးမှာရေးထက်ကြီးနေတယ်ပေါ့နော်အဲ့တော့တစ်နှစ်ထဲမှာတာချီလေးလိုနေရာမှာ ရေအချိန်ပေါင်း15ချိန်ကျော်လောက်ရေကြီးခဲ့တယ်လို့ကျွန်တော်ဒီလိုပဲမှတ်မိမှာထင်ပါတယ်15ချိန်ကျော်16ချိန်လောက်ရေကြီးခဲ့တယ်ဒီထက်လည်းပိုကောင်းပိုနိုင်တယ်ပေါ့နော်အဲ့တော့ဘာလို့အဲ့လောက်တောင်ရေကြီးတာများနေတာလဲပေါ့နော်ဒါပြန်သုံးသပ်ဖို့လိုတယ်အပေါ်ကနေဆင်းလာတဲ့ချောင်းနေကောလာလို့လားနော် တဘာဝပုံကြီးမထိန်သိမ်းလို့လားဒါကြီးလည်းပြန်ပြီးတော့တုံးတက်ဖို့လိုမထင်ပါနဲ့အပေါ်မှာတဘာဝတရားစာတတွေကိုစီမဲကံပဲထုတ်နေတာလားဒါကြောင့်မို့လို့တဘာဝပုံကြီးပြက်စီပြီးတော့ခုလိုမျိုးနှစ်စင်ကိုတနှစ်ကိုရေးလင်းကားဆယ်ကျင်းလောက်ကြီးနေတာဒါကတော့ပုံမှန်ချင်းတွေတခုမဟုတ်လို့ပဲပြောချင်ပါတယ်တဆက်အတောင်ရှိတဲ့သူတွေအနေနဲ့ဒါကိုပြန်ပြီးတော့တုံးသက်တင်တယ်လို့ထင်ပါတယ်နောက်တဲ့ဒီနေ့ဘုတ်ကတော့အောက်တိုဘာ10ရက်နေ့ကမြန်မာနိုင်ငံရဲ့တပ်ဖွဲ့နေဖြစ်ပါတယ်အဲ့ဒီအခမ်းအနားကို နေပြည်တော်မှာကျင်းပခဲ့ပြီးတော့နိုင်ငံတော်လူညွန်ရေးနဲ့အေဂျင့်တာယာရေးကော်မရှင်ဥက္ကဋ္ဌနိုင်ငံတော်ယာယီသမရဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်တက်ရောက်ခဲ့ပါတယ်ဒီတက်ရောက်တဲ့ပွဲမှာမြန်မာနိုင်ငံရဲ့တပ်ဖွဲ့ဝင်တွေအနေနဲ့ရဲတပ်ဖွဲ့ရဲ့လုပ်ငန်းပိုင်းဆိုင်ရာအရေးချင်းအရေးအတွေးတွေအပြင်ပြည်သူဆက်ဆံရေးနဲ့ပြည်သူဝန်ဆောင်မှုလုပ်ငန်းတွေမှာလည်းနားလေကောင်းမွန်နေဖို့လိုအပ်တယ်ဆိုတဲ့အကြောင်းယာယီသမရကပြောဆိုသွားပါတယ်အဲ့တော့မြန်မာနိုင်ငံရဲ့တပ်ဖွဲ့နဲ့ပတ်သက်ပြီးတော့အမြဲတမ်း လူရှင်တော်တွေပြက်เสียရုပ်ရှင်တွေထက်ရိုက်เสียပါเนาะဒီလိုမတိကလုတ်တိကလုတ်ပြောเสียတွေအထိအောက်ချီမှာအချို့သောရဲဝင်တွေရဲ့ဆက်ဆံရေးတွေကအဆင်နေမကောင်းเนาะရုပ်ရှင်စင်စာတွေမှာဒါပေဖြတ်မှာဆိုလို့ဒါကောင်းကောင်းရိုက်နေကြတာတကယ်တချို့နေရာတွေမှာဆက်ဆံရေးမကောင်းတဲ့ရဲဝင်တွေရှိတယ် နော်ကောင်းတဲ့ရဲဝင်တာနေနဲ့လည်းကျွန်တော်ကြုံဘူးတယ်အစစအရာအကူအညီရအစစကားပြောဆိုအစကျွန်တော်ကိုယ့်အကူအညီလာပြန်တောင်းတယ်ဆိုလို့ရှိရင်တော့နော် information နဲ့ပတ်သက်ပြီးတော့အခုဒီ information နဲ့ရှိရင်ပေးပါအောင်ဆိုလို့ရှိရင်အဲ့လိုအကူအညီတောင်းမယ်ဆိုလို့ရှိရင်တော့တကယ်ကိုချိုချိုတတပြပြငငနဲ့ကျွန်တော်တို့ဘက်ကအကူအညီတောင်းခံမယ်ဆိုလို့ရှိရင်လည်းချိုချိုတတပြပြငငနဲ့ပြန်ပြီးပေးတတ်တဲ့ရတဲ့ဖုံမင်းလည်းရှိတယ်မရှိတဲ့သူတွေလည်းရှိတယ်ဥမာ gate ဒီမှာတောင်းဝန်ကြနေတဲ့သူတွေဆိုလို့ရှိရင်လည်းစကားပြောဆိုတွေအဆင်မပြေတာမျိုးကြီးလည်းကြုံရတယ်ပေါ့နော်နိုင်ငံတော်ယာယီသမားရဲ့မှာကြချက်အတိုင်းပဲတကယ် စံပြခြင်းဖြစ်ဖို့လိုတော့ဘာကြောင့်လဲဆိုတော့တက်မတော်ကပြည်တွင်းမှာအခြေအနေတွေအေဂျင့်တိညင်နေတယ်ဆိုရင်စခန်းထဲထွက်လာစရာအကြောင်းမရှိဘူးသူ့လို့သူလုပ်နေတာသူနဲ့ဒီပြင်ပလောကနဲ့တိတ်မဆိုင်ဘူး။သူကသူလေးကျင့်မယ်။သူကသူတက်မတော်တွေမှာဖွံ့ဖြိုးတိုးတက်ရည်တွေသူကနေသူဆက်လုပ်မယ်။အဲဒါကျွန်တော်တို့နဲ့လည်းသူတို့နဲ့မဆိုင်တော့ဘူး။သူတို့ကလည်းသူတို့စခန်းထဲမှာနေတဲ့သူတွေဖြစ်တယ်။ဒါပေမဲ့မြန်မာနိုင်ငံရေးတက်ဖွဲ့ကြတော့အဲ့လိုမဟုတ်ဘူး။နော်။ရေးလုပ်ငန်းအကုန်လုံးကပြည်သူ့ဝန်ဆောင်မှုပေးရတဲ့လုပ်ငန်းဖြစ်တယ်။ပြည်သူကိုအနီးကပ်အကာအကွယ်ပေးရတဲ့သူတွေဖြစ်တယ်။ ီသူရဲ့အခက်ခဲတွေကိုကူညီဖြေရှင်းပေးရတဲ့သူတွေဖြစ်တယ်။တရားမျှတမှုကိုကန့်ဆောင်ထားရတဲ့သူတွေဖြစ်တယ်။အဲ့ဒီအတွက်အတက်နိုင်ဆုံးတော့ကိုကိုတိုင်းလက်ရှိနိုင်ငံတော်ယာယီသမရရဲ့မှာကြားချက်တိုင်းပဲပေါ့နော်။ပြည်သူတွေနဲ့ဆက်ဆံရမှာကောင်းကောင်းမွန်မွန်နဲ့အမှန်တရားတွေကိုပြည်သူတွေလက်ထဲထည့်ပေးနိုင်အောင်လို့စူးစမ်းရမှာဖြစ်ပါတယ်။နော်ဒါကျွန်တော်တို့မြင်ချင်တဲ့အရာလည်းဖြစ်ပါတယ်။နောက်ပြီးတော့ အရေးအချင်းနဲ့အရေးအသွေးပေါ့ဒါတွေအကုန်လုံးပြည်စုံကောင်းမွန်တဲ့သူတွေဖြစ်လဲကျွန်တော်မြင်ချင်တယ်ပေါ့။ဘာကြောင့်လဲနိုင်ငံတကာမှာရေတပ်ဖွဲ့ဝင်တွေကြီးလိုက်လို့ရှိရင်စမတ်ကြနေတဲ့ပုံစံမျိုးတွေဆိုလို့ရှိရင်ကျွန်တော်သိအားကြ။အဲအဲ့ပုံစံမျိုးကျွန်တော်တို့နိုင်ငံကရေတပ်ဖွဲ့ဝင်တွေမှာလဲကျွန်တော်တို့မြင်ချင်တယ်။ဒါကကောင်းသိချင်လို့ပြောတာဖြစ်ပါတယ်။လက်ရှိမှာမကောင်းလို့ပြောနေတာမဟုတ်ဘူးခုနပြောသလိုပဲအကောင်းဆိုးဆိုတာတော့ဒွန်တွဲနေတာပဲ။ဒါပေမဲ့အဆိုးဆိုတာနင်းနိုင်နေမှာနင်းအောင်ရှော့ချသွားနိုင်နေတယ်ဆိုလို့ရှိရင်ပတ်ဝန်းကျင်အတွက်ရောကျွန်တော်တို့နိုင်ငံရဲ့မျက်နှာအတွက်ရောအကုန်လုံး ဒါအဆင်ပြေစီမှာဖြစ်ပါတယ်နောက်တတင်းတဘူကတော့တလားတလားကိုပေါ့နော်ကြားပြည်နေတဲ့မှာအခွန်ရရှိတာသူတို့အခွန်လို့ပြောတယ်ပေါ့နော်စက်ကြီးရရှိတာသိန်းပေါင်း9000လောက်ရှိတယ်လို့ပြောတယ်တလားကိုစက်ကြီးက9ဘီလီယံလောက်ရတယ်သူတို့အင်အားဘယ်လောက်ရှိမှာသိန်းနဲ့မချိပါဘူးနော်သိန်းနဲ့မချိပါဘူးတောင်ကနန်းတော့မှခက်ပြုတ်ပြုတ်ပဲရှိမှာတောင်ကနန်းတော့ခက်ပြုတ်ပြုတ်ပဲရှိမှာအဲ့တော့ဒီလောက်လူအင်အားပေါ့နော်ဒီလောက်လေးနဲ့သူတို့ရဲ့အတုံးစီပူပူတတကိုရှိနိုင်တယ် ပူပူတတောင်ရှိနိုင်တယ်။ဒါပေမဲ့လေအဲ့ဒီသိန်းပေါင်း9000ပေါ့9ဘီလီယံအဲ့ဒါလည်းမလောင်းငါဘူးလို့ကရားကတောင်းကျန်းသူခေါင်းဆောင်မာဝီကပြောတယ်။လက်ရှိချိန်မှာဒဏ္ဍာရီတစ်ဖက်ဝင်နေနေနဲ့ပရူဆိုဘတ်ချန်ကိုဒါစစ်ကြောင်းထိုးနေမြေရှင်းလင်းရေးတွေလှောက်ဆောင်နေတယ်ပေါ့နော်။အဲ့ဒါကိုသူတို့ဘလူးဟန့်တားမလဲဆိုတာသူတို့မှာခွန်အားမရှိဘူး။အင်အားလည်းမရှိတော့ဘူး။အဲ့တော့အဲ့ဒီသိန်း9000ကသူတို့အတွက်မလောက်ဘူးပေါ့။နော်သိန်းပေါင်း9000သူတို့အတွက်မလောက်ဘူး။အဲ့အတွက်ညှိတွားနေတယ်ပေါ့နော်။ခွက်ခေါင်နေတယ် အဲသူတို့က3,000ရတယ်လို့ပြောပြီးမဲ့ PDF တယောက်ကဘာတင်ထားလဲဆိုတော့သူတို့ရဲ့နေစရာအိမ်တွေကိုသူတို့ပြန်မဆောက်နိုင်ဘူးပေါ့နေစရာအိမ်ဆိုတော့သူတို့စခန်းပြောတာဖြစ်ပါဘူးเนาะအဲ့တော့ပြန်မဆောက်နိုင်တဲ့အပြင်ကိုစားဖို့နေနေတတ်တာတဲ့တကယ်လို့ PDF တွေတည်သွားရင်တော့အကောင့်ဘူးတသိန်း3,000မရှိတာနဲ့တည်နိုင်မှာမဟုတ်ဘူးတဲ့နော်ဒါပေမဲ့ကျွန်တော်တည်တဲ့လောက်ကတော့သူတို့အကောင့်နဲ့တိတ်မထည့်ကြပါဘူးတော်တော်များထားခဲ့တာနဲ့မြည်ကြီးတယ် မြို့ပြတာနဲ့ချောင်းလေးကန်ချခဲ့တာနဲ့ပဲများတယ်ပေါ့နော်ဆိုတော့ဒေတာတို့အကောင့်ပေါ့နော်ထင်းယူသားနဲ့လုပ်ရင်တော့တသိသုံးသောင်းရှိတယ်ပေါ့အကောင့်ဘူးတော့မတက်နိုင်ဘူးဖြစ်နေတယ်ပေါ့နော်အဲ့တော့ရှေ့ပိုင်းမှာလည်းသူတို့ပတ်စံပေးတဲ့သူတွေကလည်းတစင်တစင်နဲ့နိုင်ငံညာကနေပြီးတော့ပို့တာနည်းနည်းနည်းကြားထဲမှာပေါ့နော်ကုံကုံလာတာအောက်ခြေရောက်တဲ့အခါကျတော့သူအကောင့်ဘူးမရှိတဲ့ဘဝကိုရောက်သွားတဲ့အခြေအနေဖြစ်ပါတယ်နောက်တတိယဘုတ်ကတော့ကျွန်တော်တို့တံပိုးမဖြတ်နိုင်တဲ့လူတူဆုံရှုံနေပေါ့နော် တူရဲတော့မဟုတ်ပါဘူးเนาะဒီရက်ပိုင်းမှာတမူမဖြစ်နိုင်တဲ့သူတွေဆိုရှယ်မှုများပါတယ်အခုလေဒါကျွန်တော်တို့ပကြီးဆရာကြီးပေါ့เนาะကန်နဝင်ပကြီးဆရာကြီးဦးလုံးကျွဲအသက်96နှစ်အရွယ်မှာကွယ်လွန်အနေအဆရောက်တယ်လို့သိရပါတယ်ဒါကကျွန်တော်တို့မြန်မာနိုင်ငံအတွက်တမူမဖြစ်နိုင်တဲ့ ဆုံးရှုံးမှုလည်းဖြစ်ပါတယ်။ဘာပြောအရင်ရက်ကကျွန်တော်ပြောခဲ့သလိုပဲဒီလမ်းကတနည်းတော့သွားမှာပေါ့နော်။ဒါပေမဲ့အသေးမဦးကညံဦးအောင်ပေါ့နော်။ကျွန်တော်တို့ထားခဲ့ရမယ့်အမွေတွေပေါ့နော်။ကျွန်တော်ထားခဲ့ရမယ့်အမွေတွေကိုစနေတကြလက်စစ်ကန်သွားမှတာတယ်။ဥဖြူကဒီလောက်တော်တယ်။အဲ့တော့ဥဖြူကလက်စစ်ကန်ခဲ့တဲ့တပည့်တွေကဒီထက်ပိုပြီးတော်တယ်နိုင်ငံကုန်ဒီထက်ပိုပြီးစောင့်နိုင်တယ်ဒီထက်ပိုပြီးတမိုင်းတွင်မဲ့အရာတွေလွတ်ဆောင်နေတဲ့သူတွေထားပြီးခဲ့နိုင်မှသာလျှင်ကျွန်တော်တို့တာဝန်ကျေကြမှာဖြစ်ပါတယ်နောက်သတင်းတစ်ပုဒ်ကတော့ဒီရက်ပိုင်းမှာကြောက်ဖြူမှာတိုက်ပွဲတွေ ပြန်ပြီးပြင်ထန်နေပါတယ်။အဲ့ဒီလိုပဲဗမော်လည်းအနီးတစ်ဝိုက်မှာနမီရှင်းလင်းရေးတွေဆက်လက်လုပ်ဆောင်နေပါတယ်။ဆိုတော့ဒီတိုက်ပွဲတွေမှာတော့ခစ်တဲ့တရင်ကိုသွားကြည့်လို့ရှိရင်တော့လူမျိုးတစ်ဖုံနေအများပြားကြဆုံးတာမြင်ရပါလိမ့်မယ်။ဒါပေမဲ့လည်းမြေပြင်မှာသူတို့ရဲ့အလောင်းလက်နက်တွေကိုလူမျိုးတစ်ဖုံတွေကသိရှိရမိထားတာရှိပါတယ်။နောက်တရင်တစ်ပုဒ်ကတော့တောင်တာမှာခီးတဲ့တရင်နဲ့လိုက်လာတဲ့ဆယ်မျောင်း ဦးစီးဌာနကဝန်ထမ်းတူဦးကို PDF တွေဖန်ဆီးခုံဆောင်သွားတယ်လို့သိရပါတယ်။အဲ့ဒီဆယ်မြောင်းကဝန်ထမ်းကသူ့နာမည်ကတော့ဦးတန်းထွန်းအောင်ဖြစ်ပါတယ်။သူကဆယ်မြောင်းနဲ့ရေတုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနကဖြစ်ပြီးတော့ရန်ရာမောင်းနှင်းသူဖြစ်ပါတယ်။ဦးတန်းထွန်းအောင်ကိုဒါဘဲကိုဖမ်းခေါ်သွားလဲတော့ကျွန်တော်တို့မသိပါဘူး။နောက်တစ်နေ့တုန်းကတော့အညာဒေတာမှာ NUG ကနေကောက်ခိုင်းနေဆိုပြီးတော့ကြီးရအုပ်စုတစုကို42နှစ်သိန်းတာသက်လိုင်စင်ကောက်ပါတယ်။ နော်တာသက်လိုက်စင်ကောက်ပါတယ်ဒါကလားစင်ကောက်တာဖြစ်ပါတယ်သူတို့ကတော့တိုက်နယ်နဲ့သုံးနှုံးတော့ပေါ့နော်တိုက်နယ်တစ်ခုကို52သိန်းကောက်တယ်ပေါ့အဲ့တော့သူတို့မှာတိုက်နယ်10ခုဆိုလို့ရှိရင်ဒလားလတ်သိန်း400 500ဒီပါရတယ်ပေါ့နော်ဒါကဒီလိုမျိုးပြည်သူစီကစက်ကြီးကောက်တော့ပေါ့တာတက်လန့်ချင်းကောင်းစင်တက်ပြီးတော့စက်ကြီးကောက်တယ်ဆိုတော့လမ်းမှာဂိတ်တားပြီးတော့ပတ်စံကောက်တာလည်းရှိတယ်နောက်ပြီးတော့နောက်ပြီးတော့ဒီတစ်ထုတ်တာတွေလည်းရှိတယ်တစ်ထုတ်တာတွေက PDF တွေကိုယ်တိုင်တစ်ထုတ်တယ်လို့မျိုးပဲတစ်ထုတ်တဲ့သူတွေကို PDF ခေါင်းဆောင်တွေကလက်မှတ်ထိုးပြီးပြီးတော့တစ်ထုတ်ခိုင်းတာလည်းရှိတယ်။ဒါပေမဲ့စရင်ရှင်းတဲ့ခါကြလို့ရှိရင်ねသူတို့စီမှာ zero budget ဆိုပြီးတော့ဖြစ်နေတယ်ပေါ့နော်။ဘာပဲပြောသူတို့ကလုတ်တော့လုတ်ပြတာပဲလေနော်။ဒါပေမဲ့ပတ်စံတော့မရှိဘူးလေနော်။သူတို့ကြားဖြတ်ပေါ့။နောက်ထပ်လေဒါအလိန်ခံရတဲ့ဖြစ်စဉ်တစ်ခုပြောပါမယ်။ကျွန်တော်အလိန်ခံခဲ့ရသည်ရှိတော့ဗီဒီယိုထဲကတယောက်ယောက်အလိန်ခံခဲ့ရသည်ရှိတော့မချက်ပါနဲ့။မချက်ပါနဲ့။ နော်ဒါရှက်စရာမဟုတ်ဘူးကျွန်တော်တို့အလိန်ခံရတဲ့ကိစ္စကိုတခြားလူအလိန်မခံရအောင် ကျွန်တော်တို့ပြောပါမယ်ဒါကအလိန်ညာလို့စားတဲ့သူတွေအတွက်နော်နေချင်းသွားအောင်ကျွန်တော်လောအောင်ဖြစ်ပါတယ်အခုအပြင်သစ်နိုင်ငံကမျိုးသမီးတူဦးပေါ့နော်အဲ့ဒီမျိုးသမီးကပေါင်9သိန်းလောက်အလိန်ခံခဲ့ရပါတယ်သူဘလို့အလိန်ခံခဲ့ရလဲဆိုတော့သူ့စီကိုဒါဆာလာပို့တယ်ပေါ့နော် Brapic ရဲ့အမေပေါ့ Brapic ရုပ်ရှင်မင်းသား Brapic ရဲ့အမေဖြစ်တယ်အဲ Brapic ကလက်ရှိချိန်မှာ ကင်ဆာယောဂပုံစံမျိုးခံစားနေရတယ်အဲ့ဒီအတွက် brain pit ကိုဝိုင်းဝန်းကွန်ကြီးပါအောင်ဆိုပြီးတော့ brain pit ရဲ့ပုံတွေကိုပို့တယ်ပြီးတော့ AI နဲ့ generate လုပ်ထားတဲ့ပုံတွေကိုပို့တယ်ပို့ပြီးတော့အဲပတ်စံကြီးတယ်ပေါ့နော်အဲ့လိုအလီလီပေးရင်ပေးနဲ့ပေါင်9သိန်းနီးပါးကိုပေးလိုက်တယ်နောက်ဆုံးတော့မှဒါ AI ပုံဖြစ်နေတယ်သူအလင်ခံအမှန်တိပေါ့နော်အဲ့လိုမျိုးသူ့ကိုယ်သူ အလိန်ခံရမှန်းသိတဲ့အချိန်မှာရှက်လို့ဆိုပြီးတော့သူ့ကိုယ်သူအဆုံးစီရင်မှုတော့သူစူးစမ်းခဲ့တယ်ပေါ့နော်။ဒါပေမဲ့ပြောချင်တာကနောက်လူတွေမဖြစ်ဖို့အတွက်နမူနာယူဖို့အတွက်အခုလိုမျိုးလောက်အောင်မှာဖြစ်ပါတယ်။အဲ့တော့ဒီလိုလူမျိုးတော့အလိန်ခံရတယ်ငါအလိန်ခံရတာပါဆန်းလို့လည်းလည်းမလုပ်ပါနဲ့ဘူး။နော်အဲ့တော့နီးပညာတွေမြင့်လာတယ် AI တွေစတဲ့နီးပညာတွေမြင့်လာတာဖြစ်တဲ့အတွက်နီးပညာနောက်တွေကိုကျွန်တော်တို့လိုက်ရမယ်နော်ပုံတပုံအခုကျွန်တော်မျက်နာနဲ့ရုပ်တူတဲ့ဗီဒီယိုတစ်ခုကိုအချိန်မီကောက်လုပ်လို့ရတယ်အတန်ပြောင်းလိုက်လို့ရတယ် နော်အဲ့ဒီတော့အစ်စ်မှန်ဟုတ်မဟုတ်ဆိုတာမူရင်းပိုင်ရင်စီကိုအတည်ပြုပြီးတော့မှယုံကြည်ကြပါလို့ပြောချင်ပါတယ်။မကြခင်မှာကြားရောက်မဲ့ယူကောက်ပွဲမှာလည်းဒီ AI နဲ့ပတ်သက်တဲ့ပြဿနာတွေအများကြီးရှိလာနိုင်တယ်။အဲ့ဒီအတွက်ဒီနိုင်ငံရေးကောင်းဆောင်ကဒီစကားကိုပြောခဲ့ရလားဆိုတာတည်တည်ချာချာသူ့ရဲ့နိုင်ငံရေးပါတီဝင်တွေနော်သူတို့စီမှာတေချာအတည်ပြုပြီးတော့မှဒါမှမဟုတ်လို့ရှိရင်လက်ရှိနိုင်ငံတော်အကြီးအကဲတွေလက်ရှိ နော်ယူကောက်ပွဲကော်မရှင်စတဲ့တာဝန်ရှိတဲ့သူအတီးတီး တို့ပြောတဲ့စကားတွေကဒါမူမမှန်တဲ့စကားဆိုလို့ရှိရင်တက်ဆိုင်ရာအတီးပြုတ်နိုင်တဲ့သူတူဦးစီကိုပေးပို့ပြီးမေးမြန်းပြီးမှသာယုံကြည်ကြဖို့ပြောချင်ပါတယ်။နောက်တစ်တဲ့တစ်ပုဒ်ကတော့ဒါအင်ဒိုနီးရှားနိုင်ငံကအဖြစ်ဆိုးပေါ့နော်။အင်ဒိုနီးရှားနိုင်ငံမှာဘာသာရေးနဲ့ပတ်သက်ပြီးဝတ်ပြုတဲ့အချိန်မှာယောက်ျားလေးတက်တက်မိန်းကလေးတက်တက်ပေါ့နော်သူတို့အစ္စလာမ်နိုင်ငံကြီးဆိုတော့အဲ့လိုဝတ်ပြုနေရင်လည်းကျောင်းထဲမှာပေါ့နော်ကျောင်းဆောင်တစ်ဆောင်ရှိတယ်အဲ့ဒီကျောင်းဆောင်ကတရားမဝင်သူအထက်မြင့်ဆောင်နေတာအဲ့ဒီအောက်မှာကျောင်းသား60ကျော်ဝတ်ပြုနေရင်လည်းကျောင်းဆောင်ပြုကြတာ ဲ90ကျုံလုံးပိတ်မိနေတယ်။ခုချိန်ထိဒါတည်လားရှင်လားမသိရသေးဘူးပေါ့နော်။ဒါလည်းစိတ်မကောင်းစရာပဲဖြစ်ပါတယ်။နောက်တတင်းတွေကတော့နှထိုးကြီးမှာဒီရက်ပိုင်း PDF တွေအသေးတော်တော်ကျန်းနေပါတယ်။အော်တိုဘာလ2ရက်နေ့ညနေပိုင်းမှာလည်းနှထိုးကြီးမျိုးနွယ်မှာနေမရှင်းလင်းနေတဲ့အဖွဲ့တွေပေါ့နော်။ PDF အဖွဲ့ဝင်အလောင်း7လောင်းလက်နက်မျိုးစုံ6လက်နဲ့ခရရနဲ့ဆက်ဆက်ပစ္စည်းတွေဒိတ်စီရမိခဲ့တယ်လို့သိရပါတယ်။ဆိုတော့နောက်ဆုံးတတင်းတွေအနေနဲ့ရွှေဘူမှာ PDF တွေက လက်လုတ် short tight တုံးနဲ့ပြစ်လို့ကိုရင်သုံးပါးပြန်လုံတော်မူပြီးတော့ကိုရင်၈ပါးထိခိုက်တံရရရှိခဲ့တယ်လို့သိရပါတယ်။ခြေပုံမျိုးနဲ့ခြေပါတောင်ရွာမှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ဒီလိုလုံရက်မျိုးတွေကတော့ဒီလိုလက်တဲ့ဆန်းတဲ့လုံရက်မျိုးတွေကတော့ရုံမှာရိုင်းဆိုင်တဲ့လုံရက်မျိုးတွေကတော့ကျွန်တော်တို့အနေနဲ့ရှုတ်ချပါတယ်။ဘာမှကိုကိုတိုင်းလဲကျွမ်းကျင်မှုမရှိဘဲနဲ့ဒီလက်လုတ်စိန်ပြောင်းတွေလုတ်တယ်ပြီးရင်ကြကြင်ရကြဆိုပြီးလိုက်ပစ်ထည့်နေတဲ့ဒီအကြက်ဖက်သမားတွေကိုနိုင်ငံတကာသိအောင်ဝိုင်းဝန်းဖော်ထုတ်ပေးရမှာဖြစ်ပါတယ်။ ဆိုဒီနေ့တို့သတင်းတွေကတော့ဒီလောက်ပါပဲချစ်စုအားပေးတဲ့သူတွေတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ခင်ဗျ